အပိုင်းစတရဲ့အဆောက်မှာတော့ကီဂျီတယောက်ဘသူကမှသူ့ကိုလာမခဲ့တဲ့အတွက်ပေါက်ကွဲနေပါတယ်။နောက်ပြီးသူ့ရဲ့ဘော်ရာဘော်ဂျွတ်တွေဖြစ်တဲ့ဆာမွန်ရဲ့အခြားသူတွေကလည်းပဲဒါကောင်မှသုံးစားမရဘူးလို့ဆိုကာအော်ဟစ်နေတာပါ။အဲဒီအချိန်တစ်ဖက်မှာတော့ဂျူဂိုတို့ကသူတို့မျက်စိအရှိကိုပြန်ပေါ်လာပြီးဖြစ်တဲ့ဂိုဂျူကိုလမ်းပြီးတော့ကြည့်နေကအံ့ဩနေကြတာပါ။ဂိုဂျူကသူ့အနေနဲ့အပြော့အပြတ်ကစားတဲ့အချိန်ကလုံလောက်သွားပြီဖြစ်တာကြောင့်အကုန်လုံးကိုတပ်ပစ်ဖို့အတွက်ပြင်ဆင်ထားကြောင်းအသိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကရက်တောင်နှစ်လက်ကိုဖြန်ကားလိုက်ပြီးစွမ်းအားတချို့ကိုစူးစီးလိုက်တာတစ်ဖက်ကိုပြစ်လွှတ်လိုက်ပါတယ် မြင်းထန်လုံးနဲ့စွမ်းအားနဲ့အတူပဲရှောက်လန်းတစ်ခုလုံးပြက်စီးသွားရပြီးဟန်ဒီကတော့သူ့ရဲ့ဝါယာကျိုးတွေနဲ့ကြောက်တုံးတွေကိုခန္ဓာတစ်ခုအဖြစ်ထားလိုက်တာပါဒီလိုနဲ့ဟန်ဒီကရုတ်တရက်ဒူးပွားလာတဲ့ဒီစွမ်းအားကဘာကြီးလဲဆိုပြီးအံ့ဩနေတာပါဒါပေမဲ့တော့ဂျန်တဲ့သူတွေကလည်းဟန်ဒီကတယောက်ကိုတယောက်တိုက်ခိုက်လာမဲ့ထိုးစစ်တွေကိုကြားကြားမထိန်းထားနိုင်မှန်းသဘောပေါက်သွားပါလိမ့်ဂျူကိုကဟန်ဒီရဲ့ဝါယာကျိုးတွေကိုကင်ကြည့်လိုက်တော့ဟန်ဒီကမင်းနောက်ဒါမျိုးတွေကိုမလုံနိုင်မှုမလားဆိုပြီးတော့လှမ်းမိနေတာပါဒါကြောင့်တက်တီနေတဲ့ကောင်တွေအကုန်လုံးပြောစရာမရှိရင်နောက်ဆုံးနေလို့ပြောလိုက်တော့ဟန်ဒီကလေးသံမာမာနဲ့အဲ့လိုမျိုးအမိန်ပေးလိုက်ပါရီ ။ Tra ကတော့ you know ကိုသူတို့အလုံးရဲ့ဆက်ဆံရေးကတိတ်ပြီးတော့တဟဇာတာမဖြစ်သေးတာကြောင့်စိတ်ပူကြောင်းပြောနေပါရီ။ you know ကလည်းဒါဆိုရင်သူတို့အနေနဲ့ပြေးဖို့ကလွယ်ပြီးကြံတဲ့အရာမရှိတော့ကြောင်းပြောတော့ Tra ကဒါကိုလက်မခံခဲ့ပါဘူး။အကြောင်းကတော့ Goju အနေနဲ့သူတို့ကိုမတတ်နိုင်မချင်လိုက်ချပြီးလက်စတုံးမှဖြစ်တဲ့အတွက်ကြောင့်မှအဲဒီနောက်မှာတော့ Tra က you know ကိုဂျူဂိုကိုခေါ်ထုတ်သွားခိုင်းပြီးအောက်ဖက်ကလေကားကိုဆင်းသွားဖို့အတွက်အကြံပေးလိုက်ပါရီ။ဒီနေရာကိုရောက်အောင်ထီသူတို့ကအချိန်ဆွဲပြီးထားမှဖြစ်တာကြောင့်စိတ်မပူနဲ့လို့ဆိုပါရီ။ တကယ်လို့အဲ့ဒီနောက်မှသာဆက်နေမယ်ဆိုရင်တော့အကုန်လုံးကတည်သွားနိုင်ပြီ။ channel တွေလည်းဒုက္ခရောက်သွားနိုင်တာကြောင့်မို့လို့သူရဲ့စကားကိုနားထောင်ဖို့အတွက်ပဲဖိအားပေးလိုက်ပါတော့တယ်။အဲ့ဒီချိန်ဟန်နီကဝါယာကျိုးတွေကလှုပ်ခတ်လာတာကြောင့်သူကအားလုံးကိုဘီကပ်ဖို့အတွက်တတိပေးလိုက်ပါတယ်။ဒီလိုနဲ့ခန်းစစ်ထဲကိုဝင်လာတဲ့ဆွမ်းအားတွေကပေါ်ထွက်လာခဲ့ပြီးတစ်ဆက်ထဲမှာပဲဂိုဂျူကအထဲကိုဝင်ချလာတာပါ။ဂိုဂျူကသူ့အနေနဲ့ရန်သူတွေအပေါ်မှာနောက်ထပ်အချိန်ထပ်ပြီးတော့မပေးနိုင်ဘူးလို့ပြောဆိုနေခဲ့ကတိုက်ခိုက်ဖို့ကြိုးစားပါရီ။ဒါကြောင့် Troll ရဲ့အကာအကွယ်ရေးအနေနဲ့သူ့ရဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုဂိုဂျူစီကိုလမ်းပစ်လိုက်ပါရီ ဒီတစ်ခေါက်မှာတော့သူ့ရဲ့ဖောက်ခွဲပစ္စည်းတွေကဂိုဂျူရဲ့ရတောင်ကြီးအောင်မှာမရှိမလားပြောက်ွယ်သွားခဲ့ရတာပါ။အဲဒီနောက်မှာတော့မြေပြင်ပေါ်ကိုပြန်ဆင်းလာပြီးဖြစ်တဲ့ဂျူဂိုနဲ့ယူနိုရိုကထွက်ပြေးသွားကြပါလိမ့်။ဒန်နီယာရောက်မှာတော့ဂျူဂိုကဟန်နီရိုးဖွဲ့ကိုလဲကြည့်လိုက်တော့ထွာကမှောက်နေခဲ့ပါပြီ။ဟန်နီကတော့သူ့ရဲ့ဝါယာကြိုးတွေကိုဖြန့်ကျက်ပြီးစိုက်ပူနေချိန်ထွာကပြန်ထလာခဲ့ပါလိမ့်။နောက်ပြီးဖောက်ခွဲပစ္စည်းတွေကသူ့ရဲ့မျက်နှာကိုထိသွားသေးတာလားဆိုပြီးလှမ်းမိနေခဲ့တာပါ။အရာလုံးကသူတို့စီစဉ်ထားသလိုဖြစ်သွားခဲ့တာကြောင့်ထရာကကျေနပ်နေခဲ့ပြီးဟန်နီကလည်းပဲဒါကိုထောက်ခံခဲ့ပါသည် အကြောင်းကတော့သူတို့နဲ့တူတူဆက်ရှိနေမယ်ဆိုရင်ဂျူဂိုတို့ပါရောပြီးအသက်ခံရမှာကြောင့်ပါအဲဒီနောက်မှာတော့သူတို့ကရေကွက်ထဲကဂိုဂျူဂိုလမ်းကြည့်လိုက်ပြီးဒီကိစ္စကိုအမြန်ဆုံးလက်စားတက်ဖို့အတွက်ပြင်ဆင်လိုက်ကြပါလိမ့်ထရာကတော့ထုံးစံတိုင်းသူ့ရဲ့ဖောက်ခွဲပစ္စည်းတွေနဲ့ပြစ်ခတ်ပြီးတိုက်ပွဲကိုစတင်ပါလိမ့်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့သူတို့ရဲ့တိုက်ခိုက်မှုတွေကခလီကစားစရာတစ်ခုလိုပဲဂိုဂျူဂိုအရာတော်မပြေစေခဲ့ပါဘူးဂိုဂျူကသူ့အနေနဲ့ကီဂျီနဲ့ပြန်ဆောင်တဲ့အချိန်ကြာရင်မင်းတို့နှစ်ကောင်ဘယ်လိုပုံစံနဲ့တည်တာလဲဆိုတာကိုဖောက်တယ်ပြန်ချပေးမယ်ဆိုပြီးပြောကတိုက်ခိုက်ခဲ့ပါလိမ့် နောက်တစ်ပံပြန်ဝင်လာပြီဖြစ်တဲ့လေးစင်တော်မောင်ကြီးကြောင့်ဟန်နီတို့လည်းဘာလို့လို့လို့ရမှမသိဖြစ်နေခဲ့ပါရီအဲ့ဒီအချိန်မှာယုတ်တရက်ပေါက်ကွဲမှုကြီးနဲ့အတူဂျူဂိုတယောက်ထူးဆန်းတဲ့ပုံစံနဲ့ပြန်ရောက်လာပါရီဒါပုံစံလမ်းတစ်ဖက်နဲ့ဂျူဂိုကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂိုဂျူတယောက်အန်ကီပြောတဲ့မကောင်းဆိုးဝါးဆိုတာဘယ်သူမှသိရှိသွားပါတော့တယ်ဂိုဂျူတယောက်သူချိန်ပြီးချင်းနေရတဲ့အန်ကီရဲ့တွင်းစိတ်ကိုသိရှိအောင်စူးစမ်းခဲ့ပူပါရီဒါပေမဲ့သူကအချိန်ချင်းရှုံးနေခဲ့ပါရီလက်ရှိအချိန်မှာတော့သူကအန်ကီရဲ့ရန်သူတော်ကြီးဖြစ်တဲ့ဂျူဂိုကိုဂိုင်းတွယ်နေခဲ့ရပြီးဒါကပဲသူ့ကိုအတော်လေးစိတ်ကျေနပ်မှုရရှိနေစေတာပါ ။ဒါကြောင့်သူကဂျူကိုကိုတပ်ပြစ်ဖို့အတွက်စ조사လိုက်ပြီးလေစင်တော်မောင်းဆွမ်းနေကိုထုတ်လုကတိုက်ခိုက်ပြစ်လိုက်ပါရီ။ဒါပေမဲ့လည်းကန်ဆိုးစွာနေပဲဂျူကိုကသူ့ရဲ့တိုက်ခိုက်မှုကိုအသာလေးနှစ်ပိုင်းပိုင်းပြစ်လိုက်ပါရီ။အဲဒီနောက်မှာတော့ဂျူကိုရဲ့အပြင်းစားခုတ်ချက်ကိုပြန်လည်ခုခံလိုက်ရာပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားသွားခဲ့ပါတော့တယ်။အရာအလုံးငြိမ်သက်သွားချိန်မှာတော့ဂျူကိုရဲ့ဓာတ်ပုံစံပြောင်းသွားတဲ့လက်တွေကိုထရာနဲ့ဟန်နီတို့ကဆက်ဆုနေကြပါရီ။အဲ့ဒီအချိန်ဂိုဂျူကသူ့ရဲ့လေးစွမ်းကအဲ့လောက်ပဲမဟုတ်ကြောင်းနဲ့ထမ်းမှန်ပြီးပုံမကြီးမားတဲ့လေးစင်အောင်မောင်းကိုဖန်ကြီးကပြေလွတ်လိုက်ပါရီဒီတစ်ခေါက်မှာတော့လေးစွမ်းကို ဂျူကိုကသူ့ရဲ့ဓာရီနဲ့ကာဝယ်လိုက်ပြီးစောက်ယူထားလိုက်ပြတာပါအဲဒီနောက်မှာတော့ဂျူကိုကသူ့မှာရှိတဲ့စွမ်းအင်နဲ့လေစွမ်းအင်ကိုပေါင်းဆက်လိုက်ပြီးဂိုဂျူကိုတစ်ခုလုံးဆုပ်ပြတ်တတ်သွားအောင်လို့ပိုင်းချလိုက်ပါရီဂျူကိုတယောက်ရင်ကုန်သွားချိန်မှာတော့ဟန်နီလည်းရေရောက်တဲ့ကိုခုံစင်းသွားခဲ့ကကဲတင်ပေးလိုက်ပါရီအဲဒီချိန်တစ်ဖက်မှာတော့အန်ဂီတယောက်ဟော့ကိုင်းကိုစကားလမ်းပြောပါရီသူကသူ့အနေနဲ့စွမ်းအားကြီးမားတဲ့တစ်ခုခုကိုခံစားမိတဲ့အကြောင်းပြောနေပါရီဟော့ကိုင်းကတော့ဒါကဂိုဂျူရဲ့စွမ်းအားဖြစ်နိုင်ကြောင်းနဲ့တကယ်လို့ရှုံးနေခဲ့မယ်ဆိုရင်တော့မှသူကတနည်းနည်းနဲ့သူ့ကိစ္စကို ပြန်ရှင်းမဲ့သူလို့ပြန်ပြောလိုက်ပါရီ။ဒါကြောင့်အန်ကီလည်းစိတ်သက်သာရရသွားခဲ့ကအပေါ်ကိုဆက်ပြီးတော့တက်ခဲ့ကြပါရီ။ဟာဂျီမဲတယောက်ကတော့စိတ်ညစ်ညစ်နဲ့အချုပ်ခန်းထဲမှာထိုင်နေတော့စွမ်းအားတစ်ခုကိုခံစားမိလိုက်ပါရီ။ဆာမွန်ကတော့ဒါကဂိုဂျူရဲ့လေးစွမ်းလို့လမ်းပြောလိုက်ပြီးသူတော်တော်လေးရင်းနှီးနေတဲ့အရာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဒီအစွမ်းထဲမှာအခြားသူရဲ့အစွမ်းကိုပါခံစားမိရဲဆိုတာကသူကအံ့ဩနေတာပါ။အဲဒီနောက်မှာတော့နှစ်ယောက်သားထုံးစံအတိုင်းစကားတွေထားများကုန်ကြပြီးဟိုဘက်ချုပ်ခန်းနဲ့ဒီဘက်ချုပ်ခန်းလမ်းဆဲနေကြပါရီ။ တစ်ဖက်မှာလည်းပဲဂျူဂူရူကအဆောင်နှီးဖေရှားခံလိုက်ရတဲ့အဆောင်နှစ်ယောက်နဲ့တွေ့ဆုံနေပါလိမ့်။ဒါပေမဲ့အဆောင်နှစ်ယောက်ကသူတို့ကိုမမှတ်မိဘူးလို့ဖြစ်နေကပြဿနာရှာနေတာပါ။ဒါကြောင့်ယူနိုလည်းသူတို့တော်မသိလိုက်ပဲဒီနေရာကိုရောက်ရှိလာကြအောင်ရှင်းပြလိုက်တော့အဆောင်ကသူ့ကိုလက်သီးနဲ့ထိုးလိုက်ကလုံးဝသွားခွင့်မပေးနိုင်ဘူးလို့ဆိုပါရီ။ဒါအပြင်သူတို့နဲ့တူတူလိုက်ခဲ့ရမှာဖြစ်ပြီးထောင်သားကထောင်သားပဲလို့ဆိုတာအမိန်ပေးနေတော့တာပါ။ဒါကြောင့်ယူနိုလေမင်းတို့ခေါင်းဆောင်အုပ်ကြီးအန်ဂီကလွတ်လာပြီးငါတို့ကိုထောင်မှုတွေနဲ့တူတူဖမ်းဆီးထားတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီ ဒါပေမဲ့တစ်ဖက်ကငနေသားတွေကရှင်းပြချက်ကိုလက်မခံမီတိုက်ခိုက်မဲ့ကြီးလုံးနေခဲ့တာကြောင့်နှစ်ယောက်လုံးစကားထိထားများကုန်ကြပါပြီ။ဒီလိုနဲ့ညှိမရတဲ့အစုံဟန်ဒီကသူ့ရဲ့ဝါယာကျိုးနဲ့အဆောင်နှစ်ယောက်ကိုဖမ်းချုပ်ကဂျူဂိုရိုးကိုဆက်သွားခိုင်းလိုက်ပါရီ။ဂျူဂိုတယောက်အခန်းတကားကိုတော်ဖွင့်မှုအတွက်စူးစမ်းနေချိန်ပါပြီ။ယူနီယက်လက်ဘင်းကိုတန်ဂျိုးတို့ကလာရောက်ရစ်ပတ်ပါရီ။တန်ဂျိုးပြေလွှတ်လိုက်တဲ့သူကတော့ဂိုဂျူဖြစ်နေပြီ။ယူနိုကတော့ဂျူဂိုကိုသူ့ကိုထားခဲ့ဖို့အတွက်အမိန်ပေးနေခဲ့တာပါ။ဒါကြောင့်သူကသူ့ရဲ့တငယ်ချင်းဖြစ်သူကိုတွန်းထုတ်လိုက်ပြီးတယောက်တည်းလုံနိုင်သမျှအရာတွေအကုန်လုံးကိုဆက်လုပ်ဖို့အတွက်ပြောကအနောက်ကိုလွင့်ထွက်သွားပါသည် ယူနိုတယောက်ကတော့ဘဝဆုံးဆုံးမြုပ်တော့မယ်လို့ထင်နေကြမှာပဲကက်တင်ရှင်ထရာကရောက်ရှိလာပါပြီဒါပေမဲ့ကက်တင်ရှင်ကလည်းပဲခြေထောက်ကနေဆွဲဆောင်နေတာကြောင့်အသက်ရွှေပါကျနေခဲ့တာပါအဲ့ဒီအချိန်ဟန်နီကသူ့ရဲ့ဝါယာဂျုံနဲ့တန်ကျူးကိုဖျက်တောက်ပေးလိုက်ပါပြီအဲ့ဒီနောက်မှာတော့ပြန်လဲရောက်ရှိလာတဲ့အဆောင်နှစ်ယောက်နဲ့အတူအချိန်တွေကပုံမှုရှုပ်ထွေးလာပါပြီမရေမရာဖြစ်လာတဲ့အဆုံးမှာတော့ထရာကအထုံးစံအတိုင်းပဲသူ့ရဲ့ဖောက်ခွဲပစ္စည်းတွေအမိုးဘော်ကိုဖြုတ်ပြစ်လိုက်ပြီးချလာတဲ့ကြောက်တုံးနေနဲ့အကာဝဲဓာတ်ဆီတစ်ခုကိုဖန်နေလိုက်ပါပြီအကြောင်းကတော့သူတို့အနေနဲ့တိုက်ခိုက်မယ်ဆိုရင်တေးဖို့ရာခိုင်တော့အရန်ကိုများနေခဲ့လို့ပါ ဒါပြင်ထောင်မှုတွေနဲ့တိုက်ခိုက်မိမယ်ဆိုရင်ပိုကြီးလေးတဲ့အဖြစ်ကိုခံစားရမှာဖြစ်တာကြောင့်ရှောင်းလိုက်တဲ့သဘောပဲဖြစ်ပါ ड़ी အဲ့ဒီအချိန်တစ်ဖက်မှာတော့ဂျူကိုတယောက်တရုတ်တရဲတွေနဲ့ထိတ်တိုက်ရင်ဆိုင်နေရပါ ड़ी ဒါကြောင့်သူလည်းမကောင်းစွာအတွင်ကိုပြောင်းလိုက်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်ပါ ड़ी အပေါ်ရက်မှာရေမွေးနှံတချို့ရှိနေတာကြောင့်ဒါက KGNN ဆိုပြီးထရာဂါရှင်းပြနေပါ ड़ी ဒါအပြင်ရေမွေးနှံကဂိုဂျူနဲ့အတူလိုက်ပါလာတာကြောင့်သူတို့နှစ်ယောက်တွေ့ဆုံငယ်မန်းတီးကြတယ်ဆိုပြီးခံမှန်းပြလိုက်တာပါဒီလိုနဲ့၃ယောက်သားခေါင်းချင်းဆိုင်လိုက်ကြပြီးရှေ့ဆက်လို့ရမယ့်ဗလန်ဒီကိုတိုင်ပင်လိုက်ကြတော့ဟန်ဒီကအဆင်ပြေမဲမထင်ဘူးလို့ဆိုပါရီ ယူနိုကတော့ဘယ်လိုပဲဖြစ်ဖြစ်မကြိုးစားဘဲနေတာထက်စားလို့ရှိရင်စွမ်းအင်ကိုပို့ပြီးတော့လှုပ်ရှားပေးရင်တို့တို့အသာစီးရနိုင်တာကြောင့်မလုပ်တဲ့သူကဈာမရှိတဲ့ကောင်ဆိုပြီးစကနာထိုးလိုက်ပါရီ။ဒါကြောင့်ထုံးစံအတိုင်းပဲဟန်ဒီလည်းပဲမာနာထိခိုက်သွားကြရကယူနိုရဲ့စီစဉ်ကိုလက်ခံလိုက်ရပါပြီ။အဲဒီအချိန်ဂျူဟိုကသူ့ရဲ့ဓာတ်သွားတွေနဲ့တရုတ်တီအဲဒီကိုအားရပါရဝင်ခုံနေခဲ့ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ။